ျင်းကိုကယ်ပေးလိုက်နိုင်တဲ့နောက်မှာကျင်းကလူမိုင်းတွေလက်ကနေကလေးကိုပြန်သွားခဲ့ဖို့လှုပ်လိုက်ပါတယ်။မာစီမီကအရင်ဆုံးစုံစမ်းမေးမြန်းချင်တာတွေရှိတာကြောင့်ကလေးကိုသူတို့သွားခဲ့ပေးမယ်လို့ပြောပြီးတော့ကိုယ်တိုင်မသွားဖို့တားလိုက်ပါတယ်။ကလေးကိုမမြင်ဦးမဲနဲ့ဘလို့ကယ်မာလေးလို့မေးတဲ့အခါမာစီမီကစုံစမ်းလိုက်မှာပေါ့လို့ပြန်ပြောပြီးတော့မာစီမီကိုကော်လန်လာဆွဲတာကြောင့်ရှီကီတို့လည်းလန့်နေခဲ့ပါတယ်။ဘုံမနောကို知らねえだろ。知らべ時間がねえって言ってんだろ。ရှီကီကဂျင်းတောက်လောက်စိတ်တူနေရမမြင်ဘူးတဲ့အတွက်လှုပ်ပေးလိုက်တာကောင်းမယ်ထင်တယ်လို့နိုင်တို့ကြံပေးလိုက်ပြီးတော့ ဂျင်ကမလွတ်လဲကိုသဘောနဲ့ကိုသွားမှာပဲလို့ပြောလိုက်ပါတယ်။ဒါတော့နိုင်တို့လည်းဖြစ်သမျှအကြောင်းတွေအကုန်လုံးပြောပြမယ်ဆိုရင်သွားခွင့်ပေးမယ်လို့ပြောလိုက်ပြီးတော့မာဆူမြကလေးတွေကိုလိုမလိုက်ရဘူးလေလို့ဝင်ပြောလိုက်ပါတယ်။ပရတို一緒に行くことを許す。許してんじゃね。ဒါတော့နိုင်တို့ကဒီကောင်မလွတ်ပြီးရင်တခုမှဟားမယ်ကောင်မဟုတ်ဘူးလို့ပြောလိုက်ပြီးတော့ပြန်ရောက်ရင်အကုန်လုံးပြောပြအခုတော့သွားတော့လို့ခွင့်ပေးလိုက်ပါတယ်။မာဆူမြနဲ့နာဂီမီတို့တို့နှစ်ယောက်လည်းဂျန်တဲ့ကောင်တွေကတရင်တွေရသလောက်ယူကြလို့မိန်ပေးလိုက်ပြီးတော့ထွက်သွားလို့တဲ့ဂျင်းကိုဂျူဂျီကအိုနီဝစ်ဆောင်တစ်ခုပေးလိုက်ပါတယ်။ ဟိုじゃ目立ちすぎるよ。ဒီမင်ငွေနဲ့တော့ရှင်ဟာကဂျင်းရဲ့မျက်လုံးကနေဆင်းလှမ်းကြည့်နေပြီးတော့ဂျင်းကရှီကီရဲ့တငယ်ချင်းဖြစ်နေစွာကိုသိလိုက်တာကြောင့်လန့်နေခဲ့ပါလေ။တကယ်တော့ရှင်ဟာကရှီကီတို့တွေဂျင်းကိုလာရှာကြမယ်မှန်းကြိုးပြီးတော့သိနေခဲ့တဲ့အတွက်နေရာမဆွေးထားဘဲနဲ့ထောင်ချောက်ဆင်းထားခဲ့တာပဲဖြစ်နေခဲ့ပါလေ။ဒါမှမဟုတ်ဂျင်းကကလေးစင်းကိုသွားနေပြီးတော့ရှင်ဟာကဇူကူယိုမီကိုမပြောပြခင်နည်းနည်းတော့လက်ဦးထားအောင်မယ်လို့တွေးနေခဲ့ပါလေ။အဲလိုနဲ့သူလည်းတွိုင်းလက်သွားတာလို့လိန်ကအထဲကိုပြန်ဝင်သွားပြီးတော့မင်းတို့လိုချင်တဲ့ပြည့်မှတ်ကိုတွေးပြီးဟာလို့ပြောပြလိုက်ပါလေ။ げトイレだな。早速会えるぜ。ナイトシキねジンローが全員を撤退してきたけど、ナイトは酔ってやったんとわけばれ。メロ尿陰とわいろナイトは描いてびろ。ガロもエデイパラびろ描いてばれ。客が来た。အဲ့လိုနဲ့ရှီဂီရိုးညောင်ပဲဆက်သွားခဲ့ကြပြီးဇင်းကိုရောက်တော့ဇင်းကမီးရှို့ခံထားတာကိုတွေ့လိုက်ရပါတယ် ဝိုင်းကြီးနယ်လူတွေကြားမှာတော့အုံမခွက်ကင်းတဲ့ကောင်းလေးပါနေပြီးတော့ရှင်ဟာခမည်းပြောတဲ့အတိုင်းမီးရှို့ပေးလိုက်ပြီနော်လို့ပြောလိုက်ပါတယ်ဂျူလီကြားဆောင်ဝင်လေးလည်းအထဲကိုဝင်ကယ်ချင်ကြမယ်မိသက်တွေရောက်မလာသေးတာကြောင့်ဘာမှမလုပ်နိုင်ခဲ့ကြပါဘူးအဲဒီချိန်မှာဂျင်းကအထဲကိုပြေးဝင်သွားပြီးတော့ရှီကီကပါအနောက်ကလိုက်သွားခဲ့ပါတယ်နန်းဒေကွန်နာကိုတိုနီထဲမှာတော့မီးကတော်တော်တောက်နေဖြစ်ပြီးတော့ထူးဆန်းတာတစ်ခုကတော့ရှီကီကကီရှင်းရဲ့သားတစ်ဖြစ်လဲမီးစွမ်းကိုပိုင်ဆိုင်နာသူဖြစ်တာကြောင့်ပူတော်မခံစားတော့ပါဘူး တဆိုလိုဖြစ်နေခြင်းကိုဂယူဆိုင်ဖို့ပြောလိုက်ပေမယ့်မင်းဘူပါလားလို့ပြောခံလိုက်တာကြောင့်ရှီကီကတင်းသွားပြီးတော့စောင်းဖင်ရမနေနဲ့ဟိအောင်လို့ပြန်ငေါ့ပစ်လိုက်ပါလေငါမင်းရဲ့ရန်သူလားဟမ်မဟုတ်ဘူးလေစကားကိုကောင်းကောင်းပြောကဲခြင်းနဲ့ဆိုငါကူပေးမယ်ငါမီးပြီးနေပြီကွာလို့ပြောပြလိုက်ပါလေやけ信じまぞそんなことしゃりしろやどういうわけかခြင်းကစကားများနေလူတွေကုန်သေးုံကြလိမ့်မယ်လို့ပြောနေပြီးတော့ရှီကီကဒါဆိုကုန်းလုံးမြန်မြန်ကယ်လီကွာလို့ပြောလိုက်ပါလေအများကြီးဘလို့လို့ကယ်ကြမှာတော့လို့ပြန်ပြီးတော့မေးလိုက်တော့ ငါအကြံရပြီလို့ပြောပြီးတော့အဖိုးဘွားတွေကြောပိုးပြီးတော့ပြေးတာပါတော့တယ်။တာဆက်ရတော့ရရတဲ့အဖိုးကရှိကီကိုအဖွားအဆအရန်ပူနေတာငါမီးရောက်လာတော့ပူတာရောနာတာရောမခံစားတော့မင်းကနတ်ဖျားလေးများလားဟဲလို့အန်အောနေပြီးတော့ရှိကီလည်းအဖွားကိုအရေးပေါ်ထွက်ပေါက်ဝါမှာခြားထားပေးခဲ့လိုက်ပါတယ်။ဘာသာここから外出られるから။မီးရှိုးတဲ့အုံမခွက်ကတော့ရှိုးပြီးတဲ့အကြောင်းရှင်ရကိုသတင်းပို့နေပြီးတော့ရှင်ရကဒါဆိုလို့ဝက်စကမ်းမှာသွားပုံနေတော့လို့ပြောလိုက်ပါတယ်။ရှိုးရောရှိုးပြီးအခုမှကြောက်ပြနေအုံမခွက်ကိုမနေ့ကစပြီး မင်းကအဖွဲကောင်းဆောင်ဖြစ်သွားပြီလို့အားတက်အောင်ပြောပေးလိုက်ပါလိမ့်ဖုန်းချသွားတဲ့မေလူလေးစားလည်းမရှိဘဲနဲ့လို့ပြောနေပြီးတော့အိုမခွဲဂျေဆုနဲ့အရှေအုံမြင့်တောင်းလောင်နေတဲ့မီးတောက်ကြီးကိုကြည့်ကဖီးတက်လို့ဤထွက်နေခဲ့ပါလိမ့်အော်တင်နာအိုနီနခစနီဂျင်းမေအိုနီဖြစ်ပြီးတော့သူရဲကောင်းလုံးနေဟုတ်လားလို့လောင်နေပြီးတော့တပတ်မှာတော့ကဲစရာလူမနေအောင်ကြံသေးလဲသိရအောင်နာဂီမီတို့ရဲ့သွေးပလင်းနဲ့ကြည့်နေပြီးတော့စေသွမ်းပြတဲ့အခါမှာဂျင်းတယောက်ကောင်းနေမူးနောက်လာခဲ့ရပါလိမ့်ဒါမဲ့အိုက်ဂျူမြင့်နဲ့ဂျင်းကအတော်သင့်၃နိုင်နေခဲ့တာကြောင့်ရီဂီတယောက်မနာလို့ဖြစ်နေခဲ့ရပါလိမ့် ဟေးအောင်သွေးစွမ်းပြင်းနေပြန်ပြန်သွားခဲ့ဖင်းလေးမနေနဲ့လူရှိကီးကိုပြောလိုက်ပြီးရှိကီးကတော့ငါ့ကိုမိတ်လာမပေးနေနဲ့ရောပြော်လေးလို့ပြန်ပြီးတော့ပြောကထွက်သွားခဲ့ပါလေအဲ့လိုနဲ့ဂျင်ကတီနီယာပြောရှိကီးကသွားခဲ့လုံနေပြီးတော့ကလေးမလေးကိုကယ်ထုတ်ရဖက်တီးတယောက်ကိုကယ်ထုတ်ရနဲ့တက္ကနာတွင်းမှာပဲလူနိုင်တော်တော်များများကိုကယ်ထုတ်လိုက်နိုင်ခဲ့ပါလေအဲ့လိုနဲ့နောက်ဆုံးမှာတော့ကယ်ရမယ့်သူတယောက်ပဲကျန်တော့ပြီးတော့အဲ့တယောက်ကတော့ဂျင်တစ်ခါကယ်ခဲ့ဘူးတဲ့ကောင်မလေးပဲဖြစ်ပါလေဂျင်ကကောင်မလေးကမြောက်ဘက်၃နှမ်းမြောက်မှာလို့ရှိကီးကိုပြောပြလိုက်ပြီးတော့ ။သွေးပလင်အသုံးလွန်သွားတဲ့ဂျင်ကခန္ဓာကိုယ်ကနေသွေးတွေစီးကြလို့လာခဲ့ပါတော့တယ်။ခိုးကစက်ဒါဆိုကချိန်ရှိတော့အကြောင်းရှိကီလဲကလေးမလေးစီအမြန်ပြေးသွားလိုက်ပြီးတော့ချက်ချင်းကိုကယ်ထုတ်လာပေးလိုက်ပါတယ်။ပါဇက်ကနေလဲအစင်ပြေးသွားမှာပါကလေးရဲ့လို့တွတ်တွတ်ပြောနေပြီးတော့ဂျင်းစီကိုပြောင်းလာတဲ့အခါမျက်နှာချက်ကအုတ်တရာကွာကြလာခဲ့ပါတော့တယ်။အဲ့ကဂျင်ကရှိကီတို့တွန်းထုတ်ပြစ်လိုက်ပြီးတော့သူကတော့အုတ်စားအုံနာတွေကြားမှာအစာပြောက်လို့သွားခဲ့ရပါတယ်။ရှိကီကအစင်ပြေးလာသားကြီးလို့လှမ်းပြီးတော့ နားကြီးတယ်ကွာအော်မနီနဲ့လို့ပြန်ပြောပြီးအထဲမှာအသက်ရှင်နေပေမဲ့ခြေောက်တွေကတော့အုပ်ပြီးသွားတာကြောင့်လှုပ်မြပြစ်နေခဲ့ပါလေကလေးကိုမြန်ခေါ်ထုတ်သွားတော့ဂျင်းကပြောလိုက်ပြီးတော့စောက်ကျိုးနဲ့ဆေးုံညပြိုကြတော့မှဟာလို့ပြောလိုက်ပါလေတစားစားပြိုလဲလာတဲ့ဆေးုံကြီးကြောင့်ရှီကီလည်းအေးကလေးကိုကဲထုတ်ပြီးချက်ချင်းပြန်လာခဲ့မယ်လို့ပြောကထွက်သွားခဲ့ပါလေစီကေမော်တာရှီကီထွက်သွားဂျင်းကသူကပြန်လာမယ်တဲ့လားဟာတပဲဒီလိုပြိုကြတော့မယ့်ဆေးုံကြီးတော့အသက်ဆုံးပြီးတော့ဘသူကပြန်လာမှာလဲလို့တွေးနေခဲ့ပါလေ ။စာကလေးကမင်းနဲ့ဘာမှဆိုင်မဲနဲ့ဘာလို့လိုက်လာတာ။ဘာလို့လောက်ထိလှုပ်ပေးနေရတာလဲလို့အတွေးတွေများနေပြီ။စာတွေးတဲ့အချိန်ကနေစလို့အခုတက်သည့်ရှီကီကူညီပေးကြတာတွေစမုံပြန်နေခဲ့ပါလေ။ဟေဒီယန်ကြီးလုံးနေမဲ့ဘာမှမမေ့ရမစွမ်းနဲ့ကိုကိုဒေါသထွက်နေပြီးတော့တယောက်တည်းကြီးလာလို့တယောက်တည်းပဲဖြစ်မဲ့ထင်ခဲ့မယ်။ပကုံးတစ်ဖက်ကငါးဘွားတွေဝင်လာတယ်လို့တွေးနေခဲ့ပါလေ။အဲ့ချိန်ပြီးနေတဲ့အုပ်ချက်တွေဖယ်သွားပြီးတော့ရှီကီကမသိသေးဘူးပဲဟာလာထွက်ခဲ့တော့လို့ပြောကလန်ကန်းပေးလိုက်ပါလေ။好きなら助 တေးစရာလားတော့သားလို့ပြန်ပြောပြီးတော့ကန်လာလက်ကိုစုပ်ကန်လိုက်တဲ့အခါယုံကြည်အားကိုးလို့ရတဲ့လူတယောက်ရပြီဆိုခံစားချက်ကိုခံစားလိုက်ရပါလေ။နည်းနည်းတော့အနေအားခက်ပေမဲ့အားတက်သွားသလိုခံစားလိုက်ရပြီးဂျေဇူပါကွာလို့တိုးတိုးလေးပြောလိုက်ပါလေ။အာရီကတော။ရှီကလည်းဘာဘရလည်းမီးပြန်နေနဲ့မကြောက်အောင်လို့ပြန်ပြောတော့ရှက်သွားခြင်းကအေးမြန်မြန်ကဲဟဘင်းလေးအနေနဲ့လို့អော်ပြောလိုက်ပါတော့တယ်။ရှီကတော့ညောက်ကဲပေးလိုက်တဲ့အဖွားဖတီးကလေးတို့ကတော့မိသားသမားတွေကိုကျုပ်တို့ကောင်းလေးတယောက်ကဲပေးခဲ့တာလို့ပြောပြနေခဲ့ပါလေ။ ဇေယုန်နဲ့မလန်မကန်ထိုင်ကမှာရှီကီလိုနှောက်ထိုင်ပြီးတော့ခဏလောက်အမောဖြေနေကြပါရှီကီကကဲရတာလဲမောတာကွာလို့ညီးနေပြီးတော့မင်းကဘသူကကူခိုင်းလို့တော့အာတောင်ထဲသွားမှာဆိုမင်းဖိန်ရှေးပြီးတော့လိုက်လာလေးလို့ပြန်ပြောလိုက်ပါတယ်ရှီကီကအဲ့ကလေးကဘသူမုန်းလို့လဲလို့မေးလိုက်တော့အဲ့ကလေးကလို့ပြောနေရင်းနဲ့ဇေယုန်မီလောင်တာမမို့တာရိုရဲ့ပြောကမကင်းလောက်ဘူးလို့တွေးမိသွားခဲ့ပါတယ်မီရှိုရဲ့အကြောင်းကိုတွေးရင်းနဲ့ညီမနှောက်ရှိတဲ့ထဲကအမောကဲနိုင်ပြီဆိုတော့ညီမလို့တဲ့သူကိုဖမ်းလာလာမသိဘူးလို့တွေးမိသွားပါတယ်ရှီကီကဘာလို့ဖမ်းလာတော့ဟာလို့မေးလိုက်တဲ့အခါမင်းကိုလိုချင်လို့ရှိကြီး သူတို့ကကီရှင်ကလေးဆွေမင်းကိုလိုချင်နေကြတာပဲလို့ပြောလိုက်ပါတယ်။ဘူဒါဒါ။俺が病院に行く時も止めた。ဒါတော့ညီမဖြစ်တဲ့သူကိုသွားရှာကြဖို့ရှီကီကပြောတဲ့အခါဒီနေအောင်မသိရတဲ့ကြောင့်တိုင်ပတ်နေကြပါလား။တရင်ချက်လက်ဌာနအကူကြီးတောင်းကြည့်မိမယ်ဒီလိုလာဖို့အဲ့ဒါတော့မှမနေပြောခဲ့ရတဲ့ကြောင့်ကူညီပေးကြမှာမဟုတ်ဘူးလို့ဂျင်းကပြောလိုက်ပါတယ်။ကိုဘသာရှာကြမယ်လို့ဂျင်းကပြောလိုက်ပြီးတော့ရှီကီကလည်းငါတို့ကဘလို့သွားရှာအာသိပြီ။ငါတငယ်ချင်းရဲကိုခေါ်လိုက်မယ်လို့ပြောလိုက်ပါတော့တယ်။ဒါရတော့။おまわりさん。シアンガロ見たみまじんやဖြစ်နေရပြီးတော့ နိုင်တို့သွားပြီးတော့တိုက်ခိုက်တဲ့ဇုကူယိုမီတို့နှစ်ယောက်ပြန်မလာသေးတာကြောင့်စောင့်နေကြပါလိမ့်။နောက်တော့ရှီယာကရှီကီဖုန်းဆက်လိုက်တောင်းမြင်လိုက်ပြီးမီကာရိုစီကိုဖုန်းဝင်လာခဲ့တာကြောင့်ဘာတော့မှလို့ကြောင်သွားခဲ့ရပါလိမ့်။မုစမစီနတ်စကနောက်တော့မှနှစ်ယောက်သားဖုန်းပြောနေကြတော့သိလိုက်ပြီးတော့ဘယ်သူနဲ့ပြောနေရလဲဟာလို့မေးလိုက်တော့ကျွန်တော်တကယ်ကြီးနတ်ဆုနဲ့ပါလို့မီကာရိုကပြန်ဖြေလိုက်ပါလိမ့်။ဒါဆိုငါပြောမယ်ဖုန်းခဏပေးလို့တောင်းလိုက်တော့မီကာရိုကဖုန်းပေးလိုက်တဲ့အခါမှာရှီယာကသေးကြောင်အဲ့ဘက်မှာမိုးရွာနေလားသိချင်လို့ပါလို့မေးလိုက်ပါလိမ့်။ ဒါတော့ရှီကီလည်းလက်ကိုစမ်းထုတ်ပြီးတော့မရောပါဘူးပြလို့ပြန်ဖြေလိုက်တာကြောင့်ရှီကီမန်တေးချသွားပြီးတော့သဘောကျသွားခဲ့ပါလေ။နိုင်တော်ကလည်းတစ်ဖက်မှာမိုမိုကာရိုနဲ့တပွဲလန်တိုက်ခိုက်ဖို့လုပ်နေပြီးတော့ကင်မရာတွေလည်းမရှိဘယ်သူမှလည်းမရှိဘိုင်ဝမ်းချမှာတေးချသွားတာကြောင့်လက်ကိုဖောက်လိုက်ပြီးကဲသွေးတွေဆက်ကြတာပေါ့လို့ပြောလိုက်ပါတော့တယ်။久しぶりに伸び伸びやれる。